ဘာစီလိုနာသင်ရတော့ဒုတိယကြော့ဒေါင်းမွေရဲ့ကွင်းမှာကစားမယ့်ရလက်ကိုထဲထွက်စရာမလိုတော့မယ့်နဲ့ဒကြော့တယ်နဲ့နောက်တစ်ဆင့်တက်ပြီးလို့ပြောလို့ရတဲ့အနေထားကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ် လုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဘာစီလိုနာသင်ရတော့တာ quarter final ပထမကြော့ပေါ့နော်အင်ကွင်းပွဲစဉ်နေနဲ့တောင်းပန်သင်နဲ့ဆင်ပြန်ကစားခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာတော့ဘာစီလိုနာသင်ကသူ့ရဲ့အဓိကပုံမှန်ကစားသမားတွေနဲ့ပဲပွဲထွက်ခဲ့တယ်ကုသမားဆက်စနီပြီးတော့မှနောက်ချန်၄ယောက်အနေနဲ့ကျွန်တော်တို့ကုဘာစီရဲ့မာတီနက်ရဲ့အထိုင်ကစားတယ်ပြီးတော့မှစိုက်ဘက်တွေမှာကြတော့ဘဲဒင်းနဲ့ခွန်ဒီဒါအဓိကသူ့ရဲ့နောက်တန်းကစားသမားလို့ပြောလို့ရတယ်ဒီ၄ယောက်နဲ့ပွဲထွက်တယ်ပြီးတော့မှကွင်းလေကျွန်တော်တို့ပက်ဒရီနဲ့ဒီချောင်းဒီအတွဲကမရှိမဖြစ်အဓိကကစားသမားပြီးတော့မှ ဒီတန်နီအူမိုနာနေတဲ့နေရာမှာတန်နီအူမိုနေရာမှာဖာမင်လိုပဲဝင်ကစားတယ်ပြီးတော့မှတိုက်စစ်တွဲကလည်းပြောမဆိုသူ့ရဲ့အကောင်ဆုံးအတွဲပဲထားရာဖိညာရဲ့လီမိုနော့စကီအထောင်ကစားတယ်ပြီးတော့မှလာမင်းရမှာဒီတွက်နဲ့ပွဲထွက်လာပြီးတော့မှအကောင်ဆုံးတောက်မုံစင်ပြန်ကစားခဲ့တယ်တောက်မုံပဲကြီးမယ်ဆိုရင်တော့ဒီပြည်တွင်းပွဲတွေမှာတော့တောက်မုံကနည်းနည်းတိုင်ပတ်နေတဲ့အသင်းလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီယာစီမှာသူခြေနေသိမကောင်းဘူးအဆင့်စစ်တီတော်ရောက်နေတဲ့အသင်း။ဒါပေမဲ့လည်းချန်ပီယံလိဂ်လို့အဆင့်မျိုးကိုရောက်လာတဲ့အနေနဲ့ဘေးသင်းကိုမှကျွန်တော်တို့ကဆော့တွက်လို့မရအောင် တစ်ဖက်မှာဘီလာရုလို့အသင်းတွေတက်လာတာဒါသော့ဆော့တွက်လို့မရဘူးချန်ပီယံလိဒီနေထားမျိုးမှာမားတာနဲ့ခံရမယ်ဆိုတဲ့အနေထားမျိုးတွေဒီတိုင်းပဲဒေါမွန်ကလည်းပွဲစတဲ့အချိန်မှာလည်းဘာစီလိုနာကိုအကောင်းဆုံးကစားနိုင်တယ်အကောင်းဆုံးဖိအားပေးပြီးတော့မှကစားနိုင်တယ်ဒါပေမဲ့ဒီနှစ်ပွဲမှာပို့ပြီးတော့မှအကောင်းဆုံးဖြစ်ခဲ့တာကဘာစီလိုနာပြောမလို့ဒီရာသီဒီ2025ထဲမှာပြိုင်ပွဲစုံကစားလာတာ22ပွဲရှိပြီလုံးဝဆုံးပွဲမရှိသေးတဲ့အသင်းဒီနှစ်ပွဲစုံ23ပွဲကစားတယ် တကယ်ကောင်းတဲ့ performance မျိုးနဲ့ဒီနေ့ပွဲမှာပြသခဲ့တယ်ပြီးတော့မှဘလို့လဲအရင်ကျွန်တော်တွေ့နေတဲ့ La Liga ပွဲကစားတဲ့စတိုင်မျိုးမဟုတ်တဲ့စတိုင်မျိုးကစားပြခဲ့တယ်ပြီးသွားတဲ့ La Liga ပွဲစဉ်ရေဘတ်တက်နဲ့ကစားခဲ့တာ Barcelona ကြည့်လိုက်လို့ရှိရင်ပျော့တိပျော့ရဲနဲ့ဘလို့လဲတိတ်ပြတော့ကျွန်တော်တို့စိတ်တိုင်မကျတဲ့အနေထားနဲ့မြင်တွေ့ရပေမဲ့လည်းဒီနေ့ Champion League ပွဲတကယ်ကို Champion League ကစားတဲ့စတိုင်မျိုးကစားပြခဲ့တယ်အင်တာမကောင်းတဲ့ Barcelona တင်းကိုလည်းကျွန်တော်တွေ့ခွင့်ရခဲ့တယ်ဒီနေ့ပွဲမှာ Barcelona ကတောင်းမုံကိုဒါ4-0ဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ရစီပါတယ်ဒါပြောရမယ်ဆိုရင်ကျွန်တော်ဒုတိယအကြော့ဒီသကြံတွင်းမှာကစားမဲ့တောင်းမုံရဲ့ကွဲရဲ့ ကွင်းမှာသွားကစားမဲ့ပွဲစဉ်ရဲ့ရလက်ကိုကျွန်တော်တို့ကထက်ထွက်စရာစိတ်ဝင်စားစရာမလိုတော့ဘူးကျွန်တော်အဲ့ပြက်ခန့်စရာတော့မလိုတော့တဲ့အနေထားမျိုးတွေပေါ့နော်နောက်တစ်ဆင့်တက်ဖို့က90ရာခိုင်နှုန်းထိတာချိန်သိပေါ့သိကြပြီလို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာတော့ဒါပထမပိုင်းမှာဘာစီလိုနာကကစားကနည်းနည်းခတ်တဲ့အနေထားပဲမှာဖြစ်တယ်အကောင်းဆုံးဖိအားပေးပြီးတော့ကစားနိုင်သည့်တိုင်အောင်ဒေါမွန်ရဲ့ခံစစ်ကလည်းအင်မတန်မှကောင်းတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တွေးမိသေးတယ်။အော်ဒီလိုအဆင့်ထိသူရောက်လာတာသူရဲ့ခံစစ်တောက်ကစားပုံကဒီလိုကောင်းတဲ့အတွက်ကြောင့်ပဲလို့တော့ကျော်ထင်မိတယ်။ပထမပိုင်းမှာတကယ်လဲတောင်းပုံတော်တော်လေးကိုဘာစီနော်ဒုက္ခပေးတယ်။ဖြစ်နိုင်ပထမပိုင်းရဲ့ရလက်ကတောင်းပုံရဲ့ဒီတိုက်စစ်မှုတွေအသုံးချနိုင်ခဲ့မယ်။ပြီးတော့မှကျွန်တော်ကိုသမားဆက်စနီသားအကောင်းဆုံးမဆုံးဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်ကျင်းနေပါတည်ရင်မဟုတ်ရင်2-1ဆိုတဲ့ရလက်နဲ့ဘာစီလိုနာကတော့ဆုံးသွားနိုင်တဲ့အနေအထားမျိုး။တကယ်လဲကောင်းတာတောင်းပုံကတကယ်လဲဖိအားပေးနိုင်တယ်။ချနေလဲအများကြီးကိုသူဖန်တီးနိုင်တယ်ပထမပိုင်းမှာ။ တော်ကူသမားဆန်စနီလက်စွမ်းပြမှုတွေဒီမှာဆန်စနီတို့ကတ်တရားလည်းသိတဲ့အတိုင်းအဲ့နေတာတော့ဘယ်လိုလဲလက်ထဲလိုလိုပေါ်လိုရောက်လာတဲ့အနေထားတွေဖြစ်နေလားဒါတွေကြောက်ပဲတော့မွေတိုက်စစ်မှုတွေရဲ့ဘယ်လိုလဲအသုံးမချနိုင်ခြင်းကြောင့်ဘာဆိုနာကပထမပိုင်းမှာဝမ်စီဆိုတဲ့ရလက်နဲ့ပဲပွဲကိုထိန်ချုပ်နိုင်ခဲ့တယ်ပထမပိုင်းမှာဘာဆိုနာသွင်းသွားတဲ့ဂိုးဆိုရင်ပွဲချိန်25မိနစ်မှာမာတီနာတိုက်ချတဲ့လုံကျွန်တော်တို့ကူပါစီကပိတ်သွင်းတာတကယ်တော့ကူပါစီရဲ့ကန်သွင်းချက်ကဂိုးဝင်ဖို့ဘယ်လိုလဲကျွန်တော်တို့ပြောမှဆိုတာ90ရာခိုင်နှုန်းလောက်ထိတေချာတဲ့ဂိုးမျိုး ဒီလိုအနေထားမှာရာဖင်ညာကတဖန်ပိတ်သွင်းတယ်ပိတ်သွင်းပြီးတော့မှဒီအမှန်တော့ဒါပွဲကြီးညာသူတွေကတော့ပထမကူပါစီရဲ့ဒီချန်ပီယံလိပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ပါနဲ့ဒီလိုကြီးညာခဲ့ပေမဲ့လည်းတကယ်တမ်းကျတော့ဒီဂိုးကရာဖင်ညာရဲ့ဂိုးဖြစ်သွားတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရာဖင်ညာကလူကျွန်တဲ့အနေထားစတိုင်မျိုးဖြစ်ပေမဲ့ဒီမှာ VR ပြန်ကြည့်ရင်လည်းဘာဆိုတော့ကဒါရာဖင်ညာလူမကျွန်တဲ့အတွက်ပထမဂိုးကိုကျွန်တော်ပွဲကြီး25မိနစ်မှာရတယ်ဇက်တိုက်ဆိုလို့ဘာဆိုတော့ကလည်းဘလို့လဲဒီခန်းစစ်ကောင်းတဲ့တောက်မွန်ရဲ့နောက်တောင်ပထမပိုင်းမှာဇက်တိုက်ဖိအားပေးပြီးတော့ကစားနိုင်တယ် ဒီလိုနဲ့ကျွန်တော်ပွဲပြီးကနေမှတော့မှဒီတောက်မုံကပြန်ပြီးတော့မှကျွန်တော်ဘာဆင်နာဒုက္ခပေးတယ်ချမ်းနေအများကြီးလဲဖန်တီးခဲ့တယ်အကြံ့ကြင်သူထိုးဖောက်ပြီးတော့မှဘာဆင်နာရဲ့ခံစစ်ကိုလည်းဒုက္ခပေးနိုင်ခဲ့တယ်ဒါပေမဲ့လည်းအဆုံးသတ်မှာတော့ကျွန်တော်ဝမ်ဇီဆိုတဲ့ရလက်နဲ့ပဲဘာဆင်နာကပထမပိုင်းဦးဆောင်တယ်ဒုတိယပိုင်းပြန်စတော့ကျွန်တော်ပွဲကတကယ်ကိုကြည့်လို့ကောင်းတဲ့တမူမြင်လာတဲ့အနေအထားကိုတွေ့ရတယ်ဘာဆင်နာနဲ့မဖြစ်မနေကိုပြက်ကန်တာမှအနေအထားမျိုးပေါ့နော်ဘာကြောင့်ဆိုတော့ချန်ပီယံလီကဒါအိမ်ခွေးဝေခွင်းဆိုတာအလုံးသိတဲ့အတိုင်းကိုကွင်ရောက်တော့ရသလောက်ဂိုးသွင်းရမယ့်အနေအထားမျိုးဒီလိုအနေအထားမှာပွဲစပြီးကျွန်တော်9မိနစ် 48မိနစ်အရောက်မှာပဲကျွန်တော်ဘာစီလိုနာအသင်းရဲ့အဓိကတိုက်စစ်မှု၃ရောက်ရဲ့တွဲလုံးကိုကျွန်တော်လက်လာပမြင်တွေ့ခဲ့ရဒီနေ့ကျွန်တော်ပထမကွင်းလေကစားသမားပက်ဒရီပက်ဒရီကနေမှတဆင့်ကျွန်တော်ရဲ့လူငယ်ကစားသမားလေးဒီလာမေးရမှာစီရောက်တဲ့အလုံးလာမေးရမှာတခါတဖန်သူဒီကျွန်တော်ဘယ်ဘက်ဝင်မှာစီတဲ့ရာဖိညာစီမတင်တာဒီဘောလုံးတကယ်တော့ရာဖိညာဘယ်လိုလဲစနေတဲ့လုံးပေါ့နော်ဒီနေ့ထားနေမှာဂေါတိုင်ပရမတ်ဒီဂိုးလေးဘက်ကိုပြန်ချပစ်တဲ့လုံးလေး ဒီလိုပဲခေါင်းတိုက်ပွဲနဲ့နောက်တစ်ဆင့်ကျွန်တော်တို့ရဲ့အတိုက်စစ်မှုလီမိုနော့စကီကဒါသူ့ရဲ့အတင်းဟောင်းဖြစ်တဲ့ဒေါမွန်ဘဲကိုခေါင်းတိုက်ပြီးတော့မှလလပပလေးသူတို့၃ယောက်ရဲ့တွဲလုံးပေါ့နော်ဒါအင်တာမလာတယ်တိုက်စစ်မှု၃ယောက်ရဲ့တွဲလုံးနဲ့ကျွန်တော်တို့ပွဲစပြီးဒုတိယပိုင်းစပြီး9မိနစ်မှာပဲကျွန်တော်တို့ဘာဆိုတော့2-0ဆိုတဲ့ရလဒ်ကိုပုံဖော်နိုင်ခဲ့တယ်ဒါနဲ့ပဲဘာဆိုတော့ဇတိုက်ဆိုသလိုဒီနောက်ပိုင်းမှာတော့2-0ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဖိအားပေးပြီးတော့အကောင်းဆုံးကစားနိုင်ခဲ့တယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့လူငယ်ကစားသမားလေးလာမင်းရမှာ ဒီကစားသမားကတကယ်တမ်းလဲဘယ်လိုလဲပြောမှဆိုတချို့တွေကဒါလူသားငယ်သေးတဲ့အနာဂတ်အတွက်ဆွေဘလုံးစုစင်ပါညာဒီလိုမျိုးပြောတာပြောလဲပြောချင်းစရာပဲဘာကြောက်လို့ဆိုတော့ပွဲကြီးတွေကိုရောက်ပြီးဆိုရင်တကယ်ကိုချီကျူးထိုက်တဲ့ကစားသမားဒီကစားသမားအခုဒါချန်ပီယံလိ quarter final နောက်တစ်ဆင့်တက်ရင် semi final နောက်တစ်ဆင့်ဆို final နောက်ထပ်နှစ်ဆင့်ပဲကျန်တယ်ပြောမှဆိုဒါလုံးဝပွဲကြီးရဲ့ပွဲကောင်းတဲ့အနေအထားရောက်နေပြီဒီလိုတန်ဖိုးမြင့်နေတဲ့ပွဲမျိုးတွေမှာတကယ်ကိုအကောင်းဆုံး performance ကိုပြသနိုင်တယ်သူ့ရဲ့အသက်အရွယ်ကအခုမှ18နှစ်ပဲ တကယ်ကိုကောင်းတဲ့ခြားတိုက်လေဒီနေ့ပွဲမှာပထမပိုင်းတောက်ဆောက်သူစီကနေကျွန်တော်တို့ဘယ်လိုလဲသူစီကနေကျွန်တော်လုံအောင်မထင်မှတ်ထားတဲ့စတိုင်မျိုးတွေနဲ့ဘယ်လိုလဲပွဲရသကိုပုံဖော်ပေးနိုင်ခဲ့တယ်အကောင်းဆုံးခြေစွမ်းပြသခဲ့တယ်တကယ်တမ်းလည်းတကယ်ကိုမိုက်တာသက်ဆက်ခွနဲ့နဲ့တော့ထင်အောင်မထင်အောင်ဒီလိုပွဲကြီးတွေမှာဒီလိုမျိုးခြေစွမ်းပြမယ်လို့စတိုင်ဆိုသလိုပဲဒါကျွန်တော်တို့အခုဒုတိယဒီဒုတိယကိုရတဲ့အနေထားမှာလည်းပြောမှဆိုမြစ်ဖြားခံတာသူစီကနေမဲ့ခံတာအကောင်းဆုံးပါဝင်ပတ်သက်မှုပေးခဲ့တယ် သူရဲ့လပမတင်မိတဲ့လုံကနေမှတခါရာဖီညာကတဆင့်ခေါက်တိုက်ချတဲ့လုံလီဗန်ဒော့စကီသွင်းတယ်။ဒါနဲ့တူစီနဲ့ဘာစီလိုနာဆစ်ဆက်သွားတဲ့ဇက်တိုက်ဆိုလိုတဲ့ချိန်မှာဘာစီလိုနာတံပိုးမြင့်ပြီးတော့မှဖိအားပေးပြီးတော့မှတောင်းပုံကစားနိုင်တဲ့နေသားလေးဖြစ်လာတယ်။ဒီနေသားမှာမှတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တောင်းပုံရဲ့ဘလို့လဲကွင်းလေကစပြတ်တာပဲ။ပြောမှဆိုတော့ဒီနေ့ကွင်းလေမှာကျွန်တော်ဖရန်ကီဒီချောင်းနဲ့ပက်ထရီအင်မတန်မှကောင်းတဲ့ကစားသမားတွေကျွန်တော်လုံးဝတာဖြစ်မနေချီကျူးတဲ့ကစားသမားတွေအားလုံးလည်းသိတာပြီးသားပြပက်ထရီဆိုတဲ့ဒါဒီနေ့ပွဲမှာဆိုရင်ပက်ထရီပုံစံအတိုင်းပဲကျွန်တော်တွေ့ခဲ့ရတယ်။ ပဒူကပဒူပီတာနေသလိုတစ်ဖက်ကဒီချောင်းကောင်းဆုံးခြေစွမ်းပြတယ်ဒီနေရာမှာထပ်ပြီးပေါင်းဆက်ထားတဲ့ကစားသမားလေးကကျွန်တော်ဖာမင်လိုပတ်ဖာမင်လိုပတ်ကတည်းကအားလုံးသိတဲ့အတိုင်းကျွန်တော်ပြီးသွားတဲ့ဒီယူရိုတို့ဒီစပိန်ယူရိုနဲ့ယူရိုပြိုင်ပွဲရဲ့ပြီးတော့မှအိုလံပစ်ပွဲတွေမှာတကယ်တောက်ဆောက်ခြေစွမ်းပြခဲ့တဲ့ကစားသမားဥပ္ပါစီနိုရာမှနောက်ပိုင်တန်နီအိုမူကစားတယ်ပြီးတော့မှဂါဘီလဲစိနေတဲ့အနေထားမှာသူကအလဲကျစနစ်လေးနဲ့တာဘယ်လဲပွဲထွက်ခွင့်ရတယ်ဒီလိုအနေထားမှာအခုတန်နီအိုမူနာတဲ့ချိန်မှာသူ့ကိုဒီနေ့ပွဲမှာပွဲထွက်ခွင့်ပေးတယ် ကောင်းဆုံးခြေစွမ်းပြပြီးတော့မှအကောင်းဆုံးကစားခဲ့တယ်လို့ကျွန်မမြင်တယ်။ဒီတူစီဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီဖာမင်လိုပက်ရဲ့ခြေစွမ်းကိုကျွန်တော်လုံးဝတဝကြီးကြီးစုဝင်ရတယ်။ဒီနေ့မှပြောချင်တာကပဒူတင်နဲ့ပွဲတော့အများကြီးကစားအားတတ်တာစီခဲ့တယ်။ဘာကြောင့်ဆိုပဒူကိုတစ်ဖက်ကနေတစ်ဖက်တလန်ကနေလုံးဝကူညီပြီးတော့ကစားတယ်။နေရာတိုင်းမှာဖာမင်လိုပက်ကိုကျွန်တော်တွေ့ရတယ်၊ကွင်းလဲမှာ။ဒီ၃ယောက်ရဲ့ကွင်းလဲကလုံးဝတောင်းမွန်ရဲ့ကွင်းလဲကိုဖျက်ဆီးပြီးတော့မှကျွန်တော်တို့ဘာစီလိုနာကဒီနေ့မှပို့ပြီးတော့မှကြီးစိုးထားနိုင်တယ်။ဒါကြောင့်ပဲဒီဖာမင်လိုပက်ရဲ့ဒီနောက်ပိုင်းမှာပေါ့နော်သူရဲ့ဒီ ကိုကန့်သွင်းချက်တွေတိုင်ထီးသွားတဲ့လုံတွေပြီးတော့မှဇက်တိုက်တိုက်ဆစ်ဆင်တဲ့လုံတွေဒါတွေကိုကျွန်တော်တွေးခွင့်ရခဲ့တယ်။အကောင်းဆုံးကစားသမားတယောက်လို့လည်းဒီနေ့ပွဲတော့ကျွန်တော်မြင်တယ်။ပြီးတော့မှသူကနေပဲနောက်ထပ်ဘယ်လိုလဲဖန်တီမှုတစ်လုံးလုံးပြီးတော့မှတတရကိုကျွန်တော်တို့လီမရော့စကီသွင်းခဲ့တယ်။ဒီကိုကလည်းမြစ်ဖြားခံရကကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေးလာမရမှာပဲ။လာမရမှာလုံးဝမထင်တဲ့အနေထားမှာကွင်းလျာနေဘက်ကနေဒီကျွန်တော်တို့ဖာမီလိုဘတ်ထွက်ပြေးသွားတာကိုလန့်ခင်းမိတဲ့လုံလေး။ ဒီကစားသမားတစ်ခါလေးကြတော့လေဘလို့လေဘိုးကန်သွင်းတဲ့အနေထားမှတွေကအစင်သိမ့်မပြေတဲ့ခြားတိတ်လေးလို့မြင်ပေမဲ့လေဒီဖန်ဒီပေးမှုပိုင်းကတော့တကယ့်ကိုတပိုင်ရဲ့ကစားသမားကြီးတယောက်လို့ပဲကျွန်တော်မြင်မိတယ်အင်မတန်လေးကောင်းတယ်သူ့ရဲ့ဖန်ဒီပေးမှုလေးကဒီဖာမီလိုပတ်စီရောက်တယ်လိုပတ်ကနေမှတစ်ခါဒီအလဲတဲ့ကိုချပေးတဲ့လုံကိုကျွန်တော်တိုက်စင်မှုလီမနော့စကီပီလန်နဲ့ကွတ်တီပဲပိတ်သွင်းပြီးတော့မှကျွန်တော်တတရဦးဆောင်ကိုရရှိခဲ့တယ်ဒါကပွဲချိန်66မိနစ်မှာကျွန်တော်ရတဲ့တတရကို3-0ဖြစ်သွားတဲ့အနေထားထိဘာစီလိုနာကလည်းပြောမှဆိုတာဟန်စီဖီလီရဲ့ဒါသနာတွေပဲ ိုပြတ်ရင်ပြတ်သွားပါစေဘလောက်ပြတ်ပြတ်ကိုပြတ်သွင်းမဲ့ဆိုတဲ့ style မျိုးတွေတကယ်လဲဘာစင်နိုက 3C ဖြစ်သည်ဖြစ်သွားသည့်တိုင်အောင်တိုက်စစ်ဆင်နိုင်သေးတယ်ဒီနေရာမှာတောင်းပုံကဘလို့လဲကောင်တာတွေပြန်တက်ပြီးတော့မှဘာစင်နိုကိုချိန်ချောက်တာတွေစီးခဲ့ပေမဲ့လဲဘာစင်နိုကသာဇက်တိုက်ဆိုသလိုဒီတောင်းပုံကို PR ပြီးတော့မှထပ်ကစားဒီလိုနဲ့နောက်ထပ်ကောင်တာတလို့ရတယ်ဒီကောင်တာနေမှာကျွန်တော်တို့ဒီ Rafinha ရဲ့ဒီအစီအကိုဖျက်တင်ပြီးတဲ့အလုံးလူငယ်ကစားသမားလေးလာမယ့်အမှာကျွန်တော်ပထမထင်တာဒီကစားသမားလေးရဲ့ဒီဘက်သမားကိုထက်ခောက်အောင်မထင်တာလောကမခောက်ဘူးနဲ့အသာလေးပင့်တော့ ဘယ်လိုလဲ clothes style နေပေါ့နော်ဘတ်ဘတ်သမားကဒီ slide ထိုးတဲ့အနေထားကိုအသားလေးကြော့ပြီးကန်သွားပြီးတော့မှသူကဒါကျွန်တော်တို့ဒီစဒုထမြောက်ကိုတွင်းယူခဲ့တယ်ဒါကပွဲချင်း89မိနစ်4-0ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ Barcelona ကစတိုက်တွေလူစားလဲမှုတွေပြုလုပ်သေးတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ရဲ့အတ္တိကကစားသမား Lewandowski တို့ပြီးတော့မှတစ်ခါ Pedri တို့ထွက်သွားတယ်ဒီညမှာပဒီလူစားလက်ခံရတဲ့အခြေလေးအင်မတမကြီးနူးစရာလေးပေါ့နော်ကျွန်တော်အတိုက်ကအကြောင်းတွေတော့ပြင်မြင်မိတဲ့စတိုင်မျိုးလေးဘလို့ဆိုတော့ဒီပဒီလူစားလက်တဲ့အခြေပါဒီပိတ်သက်အားလုံးကထားပြီးတော့မှ ပဒရီပဒရီဆိုတော့အော်တဲ့တန်လေးကကျွန်တော်တစ်ချိန်ကဂုတ်ကြီးမက်ဆီကိုဂုံပြူတဲ့စတိုင်မျိုးလေးပေါ့နော်တကယ်ကိုအတိတ်ကတော့ပြန်ပြီးတော့မှသတိရစေမိတယ်ဒါနဲ့ပဲပဒရီတို့သူအဓိကကစားသမားတော်များလူစားလဲတယ်ပြီးတော့မှကျွန်တော်တို့က 4G ဆိုတဲ့ရလက်ကိုပဲဘယ်လိုလဲထိမ်းပြီးတော့မှကစားသွားတဲ့စတိုင်မျိုးဒီနောက်မှာတော့ကျွန်တော်တို့ရဲ့ဒီဒေါမုံမေကပေါ့နော်ဒေါမုံသင်ကလုံးဝစက်တိုက်ပါဆိုတော့ပြရပေးတယ်ဒီနေရာမှာဂိုတကိုတော့ထပ်သွင်းတဲ့အနေထားဖြစ်လာတယ်ဒီကိုကလည်းဒေါမုံကစားသမားလူကျွန်နေတာဖြစ်လို့ကျွန်တော်တို့ကမပေးခဲ့ရဘူးပေါ့နော်ဒါပါပဲဖြစ်ကိုမပေးရတာတော့ကိုတော့ကောင်းတယ်လို့မြင်မိတယ်ပြီးတော့ကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေးလာမရမှာပေါ့နော် ဒီချိန်မှာလူစားတောင်းလဲတယ်။ဒါများသောအဖြစ်ဒီကစားသမားလေးကအမြဲတမ်းဘောလုံးကစားနေတယ်ဘယ်လိုလဲပြောဆိုရင်ကစားတက်တဲ့ကစားသမားတယောက်ကဒီနေ့ပွဲမှာလူစားတောင်းလဲတော့ကျွန်တော်တို့ကတော့နည်းနည်းလေးတော့ဒါတန်တရားဖြစ်မိတယ်။ပွဲပြီးတော့လည်းသူ့ကြည့်တော့သူကပုံမှန်ပဲပုံမှန်နေထားမှာပဲတွေ့တယ်။ဒဏ်ရာတော့မဖြစ်ဘူးလို့တော့ထင်မိပေမဲ့လည်းဘာကြောက်လဲဆိုတော့ဒီချိန်မှာဒဏ်ရာတော့မဖြစ်စေချင်ဘူး။ပွဲကကျွန်တော်တို့တံပိုးမြင့်နေတဲ့အနေထားကိုရောက်နေပြီ။လာလီဂါဘက်မှာလည်းရင်းမှတ်တွေကိုကျွန်တော်က၄မှတ်ဖြတ်တာတဲ့ဆိုပေမဲ့လည်းဘလို့မဆိုဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေထားမျိုးတွေရှိနေသေးတယ်။ ဒီလိုနေထားမှာဒီကစားသမားလေးအနေနဲ့ပေါ့နော်ဒဏ်ရာမရရှိဖို့တော့ကျွန်တော်တို့မျှော်လင့်မိတယ်ဒီလိုနဲ့သူ့ရဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီနံပါတ်30ပေါ့နော်အဆူဖာတီလောကနီးပါးကမသုံးမနဲ့ပြစ်တာတဲ့ကစားသမားဒီနေ့ပွဲမှာဝင်ရောက်ကစားခွင့်ရခဲ့တယ်အချိန်တိုက်တာတစ်ခုထိပေါ့နော်ဒါအဆူဖာတီရဲ့ fan အနေနဲ့လည်းဒါကျင်းတ်စီကျင်းတ်မယ်လို့တော့ကျွန်တော်ထင်မိတယ်။ဒါနဲ့ပဲဘာဆိုတော့ကသူရဲ့ 4C ဆိုတဲ့ရလတ်ကိုပဲအကောင်းဆုံးထိန်းချုပ်ပြီးတော့မှကစားရင်းနဲ့ပဲကျွန်တော်တို့ပွဲပြီးဆုံးသွားတယ် ဒါပြောရမယ်ဆိုတော့ကျွန်တော်လာမယ့်ဒုတိယကြော့သကြံတွင်းမှာကစားမယ့်ဒုတိယကြော့ဒေါမွန်ရဲ့ကွင်းမှာပေါ်ရောကစားမယ့်ရလက်ကိုကျွန်တော်ကစိတ်ပူစရာမလိုတော့ဘူး။ 4G ဆိုတဲ့ရလက်ကချင်းတီဘောဘာစီလိုနာနောက်ဆင်းတက်ဖို့အတွက်လုံလောက်တဲ့ရလက်လို့တော့ကျွန်တော်မြင်မိတယ်။ပြီးတော့မှကျွန်တော်နောက်ထပ်တယောက်ကရာဖီညာပြောမယ်ဆိုရင်ဒါကူဘာစီရဲ့ပထမဆုံးကိုလူစုသွားတဲ့ဆိုတဲ့ကစားသမားပေါ့နော်။ဒါကလူစုရဲ့လို့လားကျွန်တော်ကပြောတာပါတကယ်တမ်းကျတော့ဘလို့မဆိုဘေးကစားသမားမဆိုဒီလုံကချင်းတီဘောကိုလူဘလို့လဲပိတ်သွင်းမဲ့လုံမယ်။ဘာလို့လဲဆိုတော့တစ်ဖက်ပတ်သမားတွေစီးတဲ့အနေထားမျိုးမှာချင်းတီဘောသွင်းမယ်။ ဘယ်သူမှစောက်ပေးမဲ့အနေထားမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ရာဖိညာကဒီနေ့ပွဲမှာသူကတကူသွင်းပြီးတော့မှငကိုဖန်တည်တယ်ဒီရလက်ကြောက်ပဲရာဖိညာကပြောမှဆိုကျွန်တော်တို့တစ်ချိန်ကမက်ဆီတင်လာခဲ့တဲ့ချန်ပီယံလိတရာသီအတွင်းမှာဂိုးပဝင်ပတ်သက်မှု16ချိန်ကိုအခုဆိုသူကလိုက်မိသွားပြီဖြစ်တယ်ရာဖိညာကအခုဆိုရင်17ဂိုးသွင်းပြီးတော့မှ9ဂိုးဖန်တည်မှုပြုလုပ်တာနဲ့ဒါအတွက်ကြောင့်ပဲသူကလက်ရှိချန်ပီယံလိရဲ့ဂိုးသွင်းအများဆုံးဆိုတဲ့နေရာမှာအဆင့်တနေရာမှာရပ်တည်နေတယ်ချန်ပီယံလိဂိုးသွင်းအများဆုံးစီးရင်မှာတော့ရာဖိညာက17ဂိုးနဲ့အဆင့်တနေရာမှာစီးပြီးတော့မှဒုတိယနေရာမှာကျွန်တော်တို့ရဲ့လီမိုနော့စကီး ဟို79နဲ့ဒုတိယနေရာမှာစီးတယ်ပြီးတော့မှကျွန်တော်တတိယနေရာမှာကျတော့ Harry Kane က10ကိုနဲ့အသီးသီးရက်တည်နေကြတယ်။ဘာဖြစ်တော့ဒီညပွဲတော်ကစားသမားအားလုံးကဘယ်လိုလဲခြေစွမ်းပြနိုင်ခဲ့တယ်။အကောင်းဆုံးအနေထားနဲ့အကောင်းဆုံး performance ကိုပြသခဲ့တယ်။ Champion League ဆိုတဲ့အနေထားမှာ Champion League ရသမျိုးကိုကျွန်တော်ပြသပေးနိုင်ခဲ့တဲ့အတွက်အကောင်းဆုံးပွဲစဉ်တစ်ပွဲကြီးကွင်းရတယ်လို့ကျွန်တော်မြင်မိတယ်။ Barcelona fan တွေရောဒီညပွဲစဉ်မှာဘာတွေမြင်မိလဲ။ဘယ်ကစားသမားတွေကလိုအပ်ချက်ရှိပြီးတော့မှဘယ်ကစားသမားတွေအကောင်းဆုံးဖြစ်ဖြစ်နေကြလဲဆိုတော့ကျွန်တော်ရဲ့ comment လေးတွေမှာမှတ်ချက်ရေးသွားကြဖို့အတွက်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးကို two-way chase utensil.